ီနေ့ဆက်လက်ပြီးတင်ဆက်ပေးခြင်းနဲ့ဆောင်းပါးတစ်ပုဒ်ကတော့ဘေရုံကမဂရိမတီပြည်သူကိုတသက်လုံးလိန်ညာဂျင်းထဲခဲ့တဲ့အကျန်းဖတ်စေအုပ်စုဆိုတဲ့ဆောင်းပါးတစ်ပုဒ်ပဲဖြစ်ပါတယ်။မနေ့ကထုတ်ပြန်လာတဲ့မလေးရှားနိုင်ငံကြီးဝန်ကြီးဌာနရဲ့ကြီးညာချက်မှာမြန်မာအကျန်းဖတ်စေအုပ်စုမှမလေးရှားနိုင်ငံကြီးဝန်ကြီးအားအာဆီယံမှရွေးကောက်ပွဲအတွက်စောင့်ကြည့်လေ့လာသူများစေလွတ်ပေးရန် ိတ်ကြားခဲ့တယ်လို့သာပါရှိပါတယ်။သို့တော်၎င်းတို့ပြောသလိုမလေးရှားမှလိလာသူများဆေလွတ်ပေးမယ်ဆိုတဲ့အကြောင်းတလုံးတပါရမျှမပါရှိခဲ့ပါဘူး။မေအောင်လိုင်းကိုတိုင်တက်ခွင့်မရရှာလို့၎င်းရဲ့ဖိတ်ခေါ်ချက်ကိုလာမယ့်အာဆီယံအစည်းအဝေးမှာကိုစားတင်ပြပေးမယ်လို့ဆိုပါတယ်။ထိုအစရက်သားများနဲ့အရက်ဖက်အဆောက်အအုံများတိုက်ခိုက်နေမှုများ ရက်ဆိုင်ပေးရင်နဲ့လူသားချင်းစာနာထောက်ထားမှုနဲ့အကူအညီများပေးနိုင်ရေးကန့်တမှုမထားဘဲလမ်းဖွင့်ပေးရန်တိုက်တွန်းခဲ့တယ်လို့မလေးရှားအစိုးရဘက်မှထုတ်ပြန်တဲ့သတင်းကြေညာချက်မှာပါရှိလာခဲ့ပါတယ်။မလေးရှားတက်သည့်ပညာရှင်များကျွမ်းကျင်သူများရဲ့ဒမြန်မာ Expat Study Group မှမြန်မာစစ်အုပ်စုရဲ့အတုံးချခံလိုက်ရမှုအတွက်နိုင်ငံရေးဝန်ကြီးမိုဟာမက်ဟာဆန်အား ပြစ်တင်ဝေဖန်လိုက်ပြန်ပါလေ ASEAN ရည်တည်ချက်အားလဲအလွဲသုံးစားမခံရရေးတေးကြအောင်ဆောင်ရွက်ရန်လို့ဆိုတာကြီးညာချက်ထုတ်ပြန်လာပါလေ၎င်းတို့ရဲ့ငင်းငင်းကြီးဂရီးကဝုတ်များအားလိုက်နာရန်ရည်ရချက်မရှိကြောင်းကိုလဲဖျောင်းနိုင်မှလွဲ၍အတူတချောင်းပင်ပါမလာတဲ့သတင်းကျွတ်မိထွန်းပွဲလာလူလူအားပါရာဂလိုက်ဒါနဲ့အပေါ်တက်တဲ့မှာဘုံပစ်ချတိုက်ခိုက်ခဲ့ခြင်းကိုထောက်ပြခဲ့ကြပါတယ် နောက်ဆိုလျင်ရောက်လာသူများကမင်းအောင်လှိုင်ရှိ စကားပင်မဟာရဲအောင် ဖြစ်ရှာပြီးတော့မှာပါအရာရာကိုကုလိုရာဆွဲတွေးပြီးပြောနေသူဖြစ်ပါလေသို့တော်ယခုလိုအလိန်ညာကို၎င်းတို့ဟာထောက်ခံနေသူများတော့သိနိုင်ကြမှာမဟုတ်ပါဘူးဣဒီကပင်၎င်းတို့လိန်ညာရာကျူးနဲ့ပါတယ်ရည်ချက်အထမြောက်ပါတယ်၎င်းတို့ဖို့ကြည့်မိသူ၆တီး၆ချက်ဖြစ်နေတဲ့ဇက်ယုံကြီးတဲ့ ရွေးကောက်ပွဲဆိုတဲ့စင်တင်ပြဆက်ကြီးကိုလူလူအားဖျက်လျှောက်အဖြစ်အသုံးချကကပြကြအုံးမှာဖြစ်ပါတယ်အသုံးတော်ခံမဲ့မင်းသားကလည်းရူရင်ဂျာအေးလူလူကိုဖိနှိပ်နှင်းဆဲအကြမ်းဖက်တပ်ဖြတ်နေတဲ့အေးတိုင်းပြည်ကိုဖျက်ဆီးခဲ့တဲ့စူးများစိုက်ဝင်နေတဲ့ခြေအစုံနဲ့ထုံးနဲ့ထုံးနဲ့ကပြအသုံးတော်ခံအုံးမှာဖြစ်ဒီကိုတိထားကြ၍လဲမိသူမြတ်စိတ်ဝင်စားကြရှေ့လျှောက်ဘာဖြစ်လာမယ်ဆိုဒီကိုသာ ိကျင်နေကြပါတယ်။ယခုပင်၎င်းတို့လုံးမဲ့ရွေးကောက်ပွဲဟာမဲဆင်းများကွဲလွဲမှုမပြည့်စုံမှုလိုအပ်ချက်များရှိနေကြောင်း၎င်းတို့ရဲ့လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဆိုသူ မြင့်ကျင်ကဝန်ခံပြောဆိုသွားပြန်ပါတယ်။ထို့မတိုင်မီဘူးလက်လက်ဆွေကနေပြည်တော်မှာထို့သို့ဖြစ်နေကြောင်းပြောဆိုထားပြီးလည်းဖြစ်ပါတယ်။၎င်းတို့ထို့သို့ပြောလာခြင်းမှာတော်ယုံတန်ယုံမှုဖဲမြင်မကောင်းအောင် ဖြစ်လာနေသောကြောင့်သာဖြစ်ပါတယ်။ ဂျမ်ဘတ်စစ်တပ်ကပြုလုပ်မဲ့မိတိရေကောက်ပွဲမဆိုးညင်းပေရန်နဲ့အတိမတ်မပြုရန်နိုင်ငံနိုင်ငံရေးကျင်းသားအလုံးလွတ်မြောက်ရေးအပါဝင်အချက်၅ချက်ဆောင်ရွက်ပြီးရန်အာဆီယံတို့မြို့သားညီညွတ်ရေးအစိုးရ NUG ပြည်တော်စုလွတ်တော်ကိုစားပြုကော်မတီ CRPH NUCC နဲ့ကရင် KNU CNF KPICT ကရင် KNPP အပါဝင်တော်လန်ရေးတက်များနဲ့အဖွဲ့စည်းပေါင်း20ကယမန်နေ့ကကြီးညာချက်ထောက်ပြန်တောင်းဆိုတယ်လို့ဖော်ပြပါရှိပါတယ်။အာဆီယံအနေနဲ့အကြမ်းဖက်စစ်တပ်ကပြုလုပ်မဲ့မိသည့်ရွေးကောက်ပွဲမဆိုညင်းပယ်ရန်နဲ့အတိမတ်မပြုရန်ရဲသားများအကြမ်းဖက်မှုမှ ကာကွယ်နိုင်ရေးအရေးယူဆောင်ရွက်မှုများချက်ချင်းလှုပ်ဆောင်ရန်အကြမ်းဖက်စစ်တပ်ရဲ့အကြမ်းဖက်ရဲဆပ်မှုများပေါ်နှုတ်ဆက်နေမှုကိုအဆုံးသတ်ဖို့ ဒေါံဆန်းစုကြည်တမ္မရာဦးဝင်းမြင့်အပါဝင်နိုင်ငံရေးကျင်းသားများအားလုံးချွင်းချက်မရှိချက်ချင်းလွတ်ပြီးတောင်းဆိုပြီးရင်ဒေါ်လန်ကြီးအဖွဲ့များက စုပေါင်းတောင်းဆိုထားတယ်လို့သိရှိရပါတယ်ကျန်းဖက်ဆီယုစုဟာတစ်ဖက်မှ နိုင်ငံတကာ၎င်းတို့ဟာတူတူတန်တန်ဆက်ဆံလာရန် ကမှုရှုထိုးလုပ်နေတော်လဲ တဖက်မှာစစ်အနိုင်တိုက်ရေးလမ်းစဉ်နဲ့လူမှုပေါ်ရုံမာရက်ဆက်အကြမ်းဖက်နေမှုကိုမယံမနာ ပြုလုပ်နေတဲ့အကြာပြားများနေရပြီ ဖြစ်ပါလေပြည်သူတို့ရဲ့ခုခံတွန်းလှန်စစ်မုတ်ချအောင်ရမယ်